လင်ဘေးတင်လူရှိတသိန်းခွဲကို ပြန်လည်ထူထောင်ရေးအကူအညီများပေးရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်းဘေးတင်လူဦးရေတသိန်းခွဲကိုဦးစားပေးရွေးချယ်ကပြန်လည်ထူထောင်ရေးအကူအညီတွေဆက်လက်ပေးအပ်သွားမယ်လို့ United Nation မြန်မာကထုတ်ပြန်ထားပါသေး ထုတ်ပြန်ချက်မှာဖျားပြင်းငလင်ထံထိခိုက်ခန်းစားခဲ့ရာထိမြမပြည်သူပြည်သားတွေကိုပံပိုးကူညီပေးခဲ့တဲ့ပြင်သစ်နိုင်ငံကိုကျေးဇူးအထူးတင်ရှိကြောင်းဖော်ပြထားပြီးပြင်သစ်နိုင်ငံရဲ့ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအကူအညီတွေဟာကုလသမဂ္ဂကမ္ဘာစားနယ်ရိက္ခာအစည်းအဝေး WFP နဲ့မိဖအဖွဲ့တွေရဲ့တိုက်ရိုက်ဖြန့်ဝေမှုနဲ့အခုဆိုရင်ငလင်ဘေးတင်ရရွာလူထုထံရောက်ရှိနေပါပြီဖြစ်တယ်လို့လဲဆိုပါထိတ် လက်ရှိအချိန်မှာကုလသမဂ္ဂကမ္ဘာစားနယ်ရိတ်ခါအစည်းအဝေး WFP နဲ့မိဖအဖွဲ့အစည်းတွေဟာစကိုင်းမန္တလေးရှမ်းပြည်တောင်ပိုင်းနယ်နေပြည်တော်မှာငလင်ဘေးတုံ့ပြန်ရေးလုပ်ငန်းစဉ်အဆင့်အဖြစ်လူဦးရေ၄သိန်းကိုအကူအညီပေးပြီးဖြစ်တယ်လို့ဆိုပါတယ်။ ယခုဂျွန်လနဲ့လာမယ့်ဂျွန်လလအထွေးမှာလဲထပ်မံပြီးလူဦးရေ35000ကိုဦးစားပေးရွေးချယ်ခေါင်းစားနယ်ရိတ်ခေါင်းငွေသားအာဟာရနဲ့ပြည်လဲထူထောင်ရေးအကူအညီတွေကိုဆက်လက်ပေးအပ်သွားဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်ရှင်။